အလုံးအားလုံးမင်္ဂလာပါအဲအော်တိုဝါလာ30ရက်ကျသာပရီနေ့ပုံနေအများကြီးရှင်းတဲ့ထဲမှာမနော်ည7:00နာရီခွဲမှာကံမဲ့ပွဲစဉ်ပွဲကောင်းလေးတစ်ပွဲကိုရွေးချယ်ပေးစီမှာတယ်အဲပွဲကောင်းလေးကတော့ရိုမေးနီးယားကပ်ပြိုင်ပွဲမှာဖြစ်တယ်ဘိုဒိုစနီနဲ့ကွန်စတန်နာတို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ဘိုဒိုစနီရဲ့နောက်ဆုံး9ပွဲဆက်ကိုကြည့်လိုက်တော့ဘိုဒိုစနီကနောက်ဆုံး9ပွဲမှာ ရှုံးဘွဲလုံးဝမရှိဘဲနဲ့နော်ငါးဘွဲသလုံးကိုဟိုအနိုင်ကန်ထားတယ်အဲဒီငါးဘွဲမှာအာရာကိုအနေနဲ့စက်တကိုးရှိပြီးတော့ပေကိုနှစ်ကိုးသာပေးခဲ့ရတယ်ဟုတ်လားနော်ဒါကြောင့်မလို့သူကအဆင့်တက်နေရမှာဖိုတိုစနီးကရက်တည်နေတယ်နော်နောက်ပြီးကွန်စတန်နာကွန်စတန်နာအနေနဲ့ကတော့အာနောက်ဆုံး၅ဘွဲမှာတပွဲနိုင်၃ဘွဲတည်းတပွဲရှုံးဆိုတော့ရလက်နဲ့ရာကို၅ကိုပေကို၅ကိုချိထားပြီးတော့အဆင့်ခွန်မှရက်တည်နေတယ် ။ဟောကြည့်ရတော့ဗိုလ်တော်စနီကဟောနိုင်ပွဲရတယ်အဲပြီးကိုးတွေနေတယ်။ဒီဒီချိန်မှာလည်းဗိုလ်တော်စနီကအိမ်ဝင်းဖြစ်နေတဲ့အတွက်သူ့ရဲ့နိုင်ပွဲဆက်လာမှုကရတတ်နေမှာမဟုတ်ဘူးကြာ။နော်ကွန်စတန်နာနေနဲ့ဗိုလ်တော်စနီကိုနော်သူ့ရဲ့နိုင်ပွဲတွေကိုရတတ်နိုင်မှာမထင်ဘူးကြာ။နော်။ဟောတော့ဒါကြောင့်ဒီပွဲလေးကိုတော့နော်ဗိုလ်တော်စနီရဲ့နိုင်ပွဲရရှိမှုကိုသင်းလုံးကောင်းမွန်မှုနဲ့အဲပေးကူနေတဲ့အတွက်ဒီပွဲကိုတော့ကျွန်တော်အင်ရှင် နော်ပိုဒိုစနီကိုပဲအာယူရှေပေးကြပါတယ်ပိုဒိုစနီဘော်ဒီပါအာကြည့်ရတော့လည်းပဲ80ရှုံးတော့ဒီပေါက်နေတယ်နော်ဟောဒီကြိုင်ကုန်းမဲ့သဘောရှိကုန်းကုန်းညာနော်အိမ်ခွဲမှာနိုင်ဝဲဟူတော့ဆက်လက်ဖော်ဆောင်နိုင်မယ်လို့ယုံကြည်တဲ့အတွက်ပိုဒိုစနီဘော်ဒီဒီကြောင်းနဲ့ကိုပဲကျွန်တော်ယူချက်ပါတယ်အားလုံးပဲကံကောင်းကြပါစေအပေါင်းပြကြပါစေဗျာ